ဒီကနေ့မှာဘုရားပြည်သာသနာအတွက်နှစ်ပေါင်း90ကျော်သာသနာမှုတော်ထမ်းဆောင်ခဲ့တဲ့ Father John Mount San သူရဲ့အကြောင်းလေးတွေအားရစရာ၊ဂုဏ်ယူစရာ၊တင်ယူစရာ၊လေ့လာစရာလေးတွေကိုကျွန်တော်တို့တွေ Father Mount San စီကနေနားထောင်ကြည့်ရအောင် congratulation ပါကိုရော thank you နေပေါင်း90တိုင်အောင်သာသနာမှုတော်ထမ်းဆောင်ခဲ့တဲ့ကိုရောရဲ့ ဘဝအတွေ့အကြုံလေးတွေကိုခွန်အားယူစရာအတူယူစရာဒီလိုလိုကိုဝင်ပြပေးပါအောင်ကိုတော့ဒီကတော့ဆန်းနေရတာဆန်းနေရမှာမွေးဖွားတယ်မိဘကတော့ဘူးလိုင်းတော်တင်မေးအတော့အဖေကတော့သူတုံနိုင်တဲ့လုပ်ငန်းတွေတောင်းသူဦးကြီးအဓိကလုပ်ခဲ့တယ်အမေကတော့ကျောင်းဆရာမလုပ်ခဲ့တယ်သားသမီး၄ယောက်ရှိတဲ့ထဲမှာတတ္တရာ သားအထက်ကအမနှစ်ယောက်ရှိတယ်တယောက်ကအပြူကြီးတယောက်ကမိဘမရစ်နဲ့ပေါ်လာအိမ်အောင်စုကိုရောရဲ့ဘဝမှာဘယ်ကနေဘလို့စတင်ပြီးတော့မှဒီခေါ်တော်မူခြင်းယဟန်ဘဝကိုကိုရောစတင်ခဲ့တယ်ဆိုတဲ့အကြောင်းလေးဒီပြတော်တို့ဝင်မျှပေးပါအောင်ဟာဒီခေါ်တော်မူခြင်းပထမစတင်ခဲ့တာတော့ရှင်းရှင်းပြောရရင်တော့ဘုန်းကြီးတွေပါလေပွဲရမ်းသဘင်လာတဲ့ခါမှာ စားကြတော့ကြဝတ္တချက်သားရည်နဲ့စားတော့အာတို့လည်းဘုန်းကြီးဖြစ်ရင်တော့အဲစားရမှာပဲဆိုပြီးတော့အဲ့ဒါနဲ့တကယ်အဲ့ဒါပဲခရုံကျင်းကိုရရှိခဲ့တယ်ရရှိပြီးတော့မင်းကဆွေမျိုးရည်ကို1956ခုနှစ်မှာလေရာအောင်တော့ဝင်သွားတယ်ဝင်သွားတော့ mission school ဖြစ်တဲ့ဆရာဘက်ကိုတက်ရမယ်သို့တော့လည်းချက်ချင်းနောက်ရောက်ပြီးနောက်ထပ်တစ်နှစ်မတက်ရသေးဘူးတစ်နှစ်ဆောက်ရင်လေရာအောင်ကြီးလာတော့လည်းပဲ ငါးရန်ဆက်မတက်ရသေးဘူး။တနည်းမိုင်းနာမှာနေပြီးတော့မှငါးရန်ကိုဟိုမှာ mission school ဆေးအဘကိုသွားတက်ရတယ်။အဲဒီတက်တဲ့အခါအဲဒီမိုင်းနာမှာနေတုန်းကတော့မန္တလေးသာသနာတခုတော့မဟုတ်ဘူး။မြေကြီးကသာသနာလည်းရှိတယ်။အဲဒီတော့ချင်းကလည်းမန္တလေးသာသနာလည်းမပါတယ်ဆိုတော့ချင်းတွေလည်းအကုန်လုံးအဲဒီမိုင်းနာမှာပဲ။ တက်ကြတယ်အဲဆိုမန်လေးကဗမာတွေရောမြချင်းနာဘက်ကကချင်းတွေရောတောင်ပေါ်ဘက်ကချင်းတွေရောအကုန်လုံးစုပြီးတော့မှအဲ့မှာအတူတူကြောင်းတက်ခဲ့ကြတာပေါ့ကြောင်းတက်ကြတယ်ဒီမှာကတော့အဲ့ဒီကနေကိုရောရမ်းပြီးကြောင်းသားဘဝဘရေဒယ်ဖြစ်တဲ့အထိကိုရောဘယ်ကြောင်းနေမှာဘလို့ပညာသင်ခဲ့တယ်ကိုရောအဲ့ရတော့စေအယ်ဘတ်မှာပဲ mission school မှာပဲဆယ်ရန်းထိအောင်ပညာသင်တယ်တင်းပြီးတော့ဆယ်ရန်းပြီးတဲ့အခါမှာနှစ်နှစ်ကို အင်္ဂလိပ်နဲ့အဲလက်တင်ကိုနှစ်နှစ်သင်ရသေးတယ် Father Jackson တပါသူကနေပြီးတော့သင်ပေးတယ်နှစ်နှစ်သင်ပြီးတော့မှ major ကိုဝင်ရတယ် major မှာ philosophy သုံးနှစ် theology လေးနှစ်အာရောင်းမှာပဲ philosophy ရော theology ရောပေါင်းတယ်တက်ခဲ ordination ကို1975 ဧပြီလ18ရက်နေ့မှာ Father ရဲ့ Philippita မောင်ရွှေ now Father Adrian David Solution ကဘုန်းကြီး၃ပါးမန္တလေးမှာဥပခင်ရတယ်ဒီလျှောဥပခင်ရတယ်ဒေခခံယဟန်ဒေခခံယူခဲ့တယ်မှာပေါ့ကိုရောရဲ့ပထမဦးဆုံးမစ်ရှင်အနေနဲ့ကိုရောဘယ်မှာတာဝန်ကျခဲ့တယ်လဲယဟန်ဖြစ်ပြီးတော့အော်ယဟန်ဖြစ်ဖြစ်ချင်းပဲရှေ့ရန်ပို့လိုက်တာပဲချင်းလောက်သွားမယ်ဆို ကျင်းလာမှာမြောက်ကမှာဟခါမှာ၃လချင်းစကားဟခါချင်းစကားတရားမှာဆိုတော့ဘာသာမောင်ရွှေနဲ့နှစ်ပါးတော့ကြတယ်အဲ့မှဒီနေပြီးတော့မှဘာသာကိုလေးလက်ထက်ဘာကိုလေးကအဲ့မှဘုန်းကြီးဖြစ်ရအဲ့မှနေတယ်အဲ့တော့ချင်းစကားကလည်းတင်မဲ့ဆရာရှားပေးပါဆိုရင်လည်းတင်မဲ့ဆရာလည်းမရှိဘူးအဲ့တော့ချင်းစကားကိုတပတ်ပဲတင်ရတယ် တပတ်ပဲသင်းပြီးတော့မှနာရင်းကိုသူဆက်ပြီးတော့သွားတယ်။ဒါနာရင်းသွားတဲ့ခါမှအဲဒီတော့ကတော့ကားပဲရှိမလဲ။ခြေချင်းနဲ့လေးရသွားတယ်။ချောင်းပေးမှလည်းအဲ့ရတယ်ညမှာချက်စားလို့ရအောင်။ညမှာအဲ့ဒါကိုလုံးစီဓမ္မဆရာလာခေါ်ရဆိုတော့ဓမ္မဆရာခေရောက်ခေါ်ကြတယ်။အဲ့နရိမာကတော့ဘယ်နှစ်ခုနှစ်လောက်ဘယ်နှစ်နှစ်လောက်တာဝန်ထမ်းဆောင်ခဲ့ရလဲ။နရိမာတော့၁၀နှစ် ထမ်းဆောင်ရတယ်အဲ့မှာနယ်လေးနယ်ရှိတယ်လောက်သူဇိုတုံးဇိုဖေးမရန်လေးနယ်ရှိတယ်မရန်နယ်ကတော့အိအိန္ဒိယနယ်ဆက်ကမရန်နယ်လို့ခေါ်တော့လောက်သူကတော့တပြီးတော့နေတဲ့နရင်းကလောက်သူဇိုတုံးကအခုရေစွာဘက်ကတော့လောက်သူကဇိုတုံးပေါ့ဇိုဖေးကတော့လေတက်လေတက်ဆိုနရင်းနယ်တော့ဝေးတယ် နောက်မရန်ကတော့ဟိုးအိန္ဒိယနယ်စပ်ဖက်ပဲရောက်သွားတော့အဲ့ဒီလင်းနယ်ကို36ရွာကင်နေရတယ်အဲ့တော့အဲ့ဒီ36ရွာထဲမှာဆိုရင်ချီကျင်မဲ့တော့ရတယ်တချို့နယ်ဆိုရင်မနေ့က6နာရီရတယ်ညနေ6နာရီရှိအောင်သွားတယ်သွားတဲ့အခါဘာယူသွားလဲမပြောစည်းလေးထည့်သွားတယ်ဒါလေးခေါင်းပါကလေးတော်မှထည့်သွားတယ်လာမှဇူးစည်းလေးတွေ့ရင်အာပျော်လို့ ရေကတော့ရေဘူးနဲ့လွယ်သွားတယ်မရှိတော့ဆိုရင်အောက်ထဲသွားပြီးတော့ရေခရတယ်တောင်တောင်အောက်မှာသွားပြီးတော့ခရတယ်အဲ့လိုထိအောင်သွားရတယ်အဲ့လိုမှစကားလည်းမတတ်ဘူးစကားလည်းသင်ွက်ရလဲကိုအားရဲ့ချိန်မှာဓမ္မဆရာမအားဓမ္မဆရာအားရဲ့ကိုအားမအားဖြစ်နေတော့ကလေးနဲ့ပြောရင်ပြောရင်နဲ့ပဲဒီလိုပဲစကားတတ်သွားတာအဲ confession လေးပါရေးဆိုရင်ဒါဗမာ ရှင်းလို့ပဲနားထောင်လို့ဖြစ်တယ်ဟာခါလို့တရားဟောရတယ်အဲတောင်မကြီးတော့သာသနာခွဲတော့မယ်ရှင်းတော်နဲ့မာလေးနဲ့ခွဲတော့မယ်ဆိုတော့ဆရာတော်ပြောလိုက်တော့မင်းပြန်ပြီးတော့မာလေးပြန်ရှင်းရတော့ဆိုတော့ပြန်ခေါ်လိုက်တယ်ပြန်ခေါ်လိုက်တဲ့အခါမှာဆိုရင်ဒီရောရဲ့မောင်နီးရဲ့ဖာမောင်နီးရဲ့လာရွှေတို့ရဲ့စိန်ရွှေတို့ရဲ့အကုန်ရှင်းတော်ကရှင်းလာတယ်ရှင်းလာပြီးပြီးတော့ ငင်း၆ဦးမှကြောင်းထိုင်ရမယ်မောဟာတစ်ပက်ကံကောအဲ့မှာခွင်းရှားတယ်မရှိဘူး၆ဦးမှကြောင်းနိုင်ပြီးတော့အဲ့မှာမျိုးကြီး၄မျိုးကိုအဲ့ကံကောမှဆိုရင်လည်းသူ၄၅၆ရွာအရွာလေးတွေကြဲရသေးတယ်အဲ့ကံကောလည်းတစ်နှစ်ကိုနှစ်ခါရောက်တယ်ကိုရိုဒီယဟန်ဘွားမှာယဟန်ဖြစ်တဲ့ချိန်မှာအဘာလေးကိုရောကြိုးစားမယ် ဆုံးဖြတ်ချက်ချခဲ့တာမျိုးတွေရှိလားอืมဒီလိုရဲ့စောက်ဘုတ်ကတော့စေလို့ရစေဆိုတော့ဘယ်လိုအိပ်ရမယ်ဘယ်လိုစားရမယ်ခရစ်တော်ပြောထားတဲ့အတိုင်းပဲမင်းတို့အငိမ့်သွားတာဘာမှမယူကြနဲ့အဝတ်အစားလည်းဘာမှမယူတော့အနာလည်းမယူနဲ့ပြောထားတဲ့အတိုင်းပဲကိုယ်ပဲဘယ်လိုအိပ်ရမလဲဘယ်လိုစားရမလဲဆိုတော့ထဲမထွက်တော့ဘူးသူတို့ကြွရတယ်ပဲစားတော့ဘူးတော့ ဒါလုတ်ခဲ့ရတာပဲအဲ့တော့ပျော်ပျော်နေတာပဲဘာမှစိတ်မညစ်တဲ့ဆရာလည်းမရှိဘူးနောက်ကိုတော့ဒီယဟန်ဒီနှစ်ပေါင်း90အတွင်းမှာကိုတော့ဖြတ်တန်းလာခဲ့တဲ့ယဟန်ဘွားထဲမှာကိုတော့ရဲ့ဒါတော့ကျွန်တော်လုံနိုင်ခဲ့တဲ့အောင်မြင်မှုတွေပါဆိုတဲ့ဥစ္စာတွေကိုကိုတော့အနေနဲ့တက်တည်ပြဆရာတွေပါအဲ့လိုမျိုးတွေရှိခဲ့လားကိုတော့ချောင်းမောင်နေတုန်းကဆရာတော်အာဖိုဘီရှော့အာဖုံးကလေပရီမိုင်းနာဆီမနရီ ခွင့်မှာဆိုတော့ပြောတယ်။သူကလည်းလည်းပါထောက်ပံ့လေးတော့ပေးတာပဲပဲလောက်တော့မလို့ဒါပဲရတယ်။ဆိုတော့တနိုင်လေးပေါ့။မှန်ပါ။10ရောက်15ရောက်လေးဘွာလုပ်ပြီးတော့တလားကို3လောင်းအဲဒီရင်က3လောင်းတော့မှမပွဲနိုင်ဘူး။အဲဖြစ်တယ်လို့ရတယ်ကိစ္စမရှိဘူးဆိုတော့နေရတယ် minus 7နဲ့မသွားခင်မှာအဲ့မှာထားအဲ့ရနေမှာခါ minus 7နဲ့ပို့တယ်။တချို့ကလည်း minus 7မရောက်ခင်ကျောင်းကနေထွက်သွားတယ်။တချို့ကလည်း minus 7နဲ့ကျမှ ထွက်တာရှိတယ်အဲဒီ36ပြောင်းဝေါ်လာကြရလာနဲ့ဝန်ထွက်လို့ပြီးတော့မှအဲဒီထဲကနေတော့3ပါဖြစ်သွားတယ်အခုလက်ရှိဒါဖာသာပီတာဂျီမောင်ကျွန်တော်ပါပဲသူရဲ့ညီတို့ရအောင်ဒေးမတို့ရအောင်နောက်တော့ အောင်ချောခိုင်းဆိုတာဖြစ်တာအာဝမ်းသာတယ်အဲ့ရအိမ်မအဲ့လိုဖြစ်သွားတာဘုရားကြည်သည်ဘုန်းကြီးတော်မှာပြောပြသေးတယ်သင်္ကန်းနေရဗာများအောင်းဝဲလေ၃ပါးတော်ဖြစ်တာဟာပါရဲ့82နှစ်ပြည့်ပဲအဲ့ဘယ်နဲ့ပြန်ဆွေးရင်တယ်ပါရဟန်းဝါတော့ April 16ရက်ကတော့ပြည့်သွားပြီတယ်ပါအဲ့တော့ခုကမွေးနေ့နဲ့ပေါင်းလိုက်တဲ့ဂျားချပြီးတော့မွေးနေ့နဲ့ပေါင်းပြီးတော့နှစ်ခုလုံးဖျားခင်အထူးကျေးဇူးတင်ခြင်းကိုလည်းလုပ်ခဲ့တယ် နောက်ခါတက်တဲ့ခံကျင်တာက2023ခုနှစ်မှာကင်ဆာယောဂရတယ်ဒုတိယအဆင့်ဆိုတော့ကီမို6ခါတွင်းပြီးတော့ပဲလုံးဝပျောက်သွားအခုဘာမှမရှိတော့ဘူးဖျားခင်ချင်းလူတွေလည်းကောအော်အဲ့ဒါတက်တဲ့ခါမှာလည်းဖြစ်ဒီအသက်82နှစ်အရွယ်မှာဒီလိုကြမ်းကြမ်းမာမာနဲ့ ပြောပြရှင်ရှင်နေနိုင်အောင်ကိုတော့ဘယ်အရာကခွန်အားပေးနေလဲကိုတော့ဒီတော့အနေကတော့ဖျားသခင်ရဲ့ကျေးဇူးတော်ပဲဖျားသခင်မပါရင်မဖြစ်ဘူးဖျားသခင်ရှိလို့လားကျေးဇူးတော်ခံစားလို့လားနေခဲ့တယ်နောက်တစ်ခုစဉ်းစားတာကဘာဖြစ်လို့ငါဒီချိန်ထိအောင်နေနိုင်တာလဲစဉ်းစားရတာအာဖျားသခင်ရဲ့အမှုတော်ကိုမကြေပြန်သေးလို့ကြေပြန်အောင်နေပါအောင်ဆိုပြီးတော့ အချိန်ပေးလို့စဉ်းစားမိတယ်လို့အချိန်ပေးတော့ပိုးတော့ဖျားခင်ဘူးရဲ့အလူတော်ကိုစောင့်ရွက်ခွေရပြင်ဆင်နေခြင်းဖြစ်ပါတယ်လို့တင်ပါကိုယ်ဒီနှစ်ပေါင်း90လုံးလုံးဖြတ်တန်းလာခဲ့တာကိုတော့မှအတွေ့အကြုံတွေအများကြီးရှိနေမယ်။အဲ့ဒီအများကြီးတွေကကိုတော့ယဟန်အငယ်တွေကိုအခုတပြည့်တော်လို့ပေါ့ဒီနေ့ခေယဟန်နေယဟန်ငယ်တွေကိုကိုတော့အနေနဲ့ဘလို့ခွန်အားပေးခြင်းတည်းခွန်အားပေးပါအောင် တော့ခွာပေးတာတော့ဒါတော့ကိုကြရနေရကိုတော့သိပြီးတော့သွားဖို့ရပဲနာခံရင်ပါရမီကိုဟောလို့ပြီးတော့သွားမယ်သွားပြီးတော့ဘုရားခင်ဟိုအထူးအကုပ်ပြီးတော့နေ့စဉ်နဲ့အမြကိုလိုမြတ်ဖူးရမယ်ဘုံစရီဆူရမယ်မတ်ကိုစိတ်ပါဝင်စားမယ်ဆူရမယ်ဒါလေးဆူခြင်းအဖြစ်ဒါခွန်အားကိုရပြီးတော့ ဘုံလုံးနိုင်တယ်ဆိုတာသိထားဖို့လိုပါတယ်လို့အဲဒီနောက်ဆုံးအနေနဲ့အခုဒီပြည်တော်လက်တော်ကြုံတွေ့နေရတဲ့ဒီငလျင်ဒုက္ခတွေတွေအတွက်ငလျင်ဘေးသဘာဝဘေးအန္တရာယ်ကြုံတွေ့ခံစားနေရတဲ့လူတွေအတွက်လည်းကိုရောခွန်အားပေးစကားလေးပြောပြပါအောင်ကိုရောအဲပေါ့အဲဒီကဒီလိုလေဒုက္ခရောက်တဲ့ဟာလဲခုနကပြောသူပဲလောကမှာရှိသေးရတော့ဒုက္ခဆိုတာရှိတာပဲအခုမှဖြစ်လာတာမဟုတ်ဘူး ေစုကျမ်းစာမှာရှိတဲ့ရေးစာအကုန်လုံးအမှန်ကြီးဖြစ်နေရေးစာကျမ်းစာအတိုင်းဖြစ်နေပြီအဲ့ဒါလေးအတိုင်းဖြစ်နေတယ်ဒါအာဩစရာမဟုတ်ဘူးအဲ့တော့ရေးကြည့်တာကဘာသာတရားကိုလေးစားကြဖို့ကျမ်းစာတော်မြတ်ကိုလိုက်နာဆောင်ရွက်ပြီးတော့ကျင့်သုံးကြဖို့ဟာအရေးကြီးတယ်ဘာသာနဲ့ဝင်ုံနဲ့တော့ဖြစ်ဘူးယုံကြည်ခြင်းဟာပြတ်သွားနိုင်တယ် အဲကြောင့်အရေးကြီးတာဘာသာမိမိဘာသာတရားတိုင်းဒီနိစ္စတရားလိုက်ရုံတော့မဟုတ်ဘူးဖျားခင်ငါနေတော့ငါမင်းတို့ကိုချစ်တယ်လို့မင်းတို့အချင်းချင်းချစ်ကြပါလို့လည်းပြောထားတယ်အထူးပြုစီချေးချီဆေးတဲ့နေ့မှဆရာတို့ခက်တော်နေငါမင်းတို့ကိုချီဆေးတယ်လို့လည်းမင်းတို့ကအချင်းချင်းချီတော့ဆေးကြပါအချစ်ချင်းနေကြပါဆိုတာပြောသွားတယ်အဲ့တော့ဖျားခင်ကိုချစ်ုံတော့ကဘူး ဘုရားခင်ဖန်ဆင်းထားတဲ့လူတွေအားလုံးကိုလူမျိုးမျိုးဘာသာမရွေးချစ်ခဲ့ရမယ်ဆိုတာကိုပြပြောတာကိုတွေ့ရတယ်ဟောလူတိုင်းကိုချစ်ခင်တဲ့ပေါင်းတင်ဆက်ဆံပြီးတော့ဘာသာမရွေးလူမျိုးမျိုးအားလုံးလို့လှုပ်ဆောင်တော့ရတယ်ယူစားဖို့ဒီပါတယ်လို့ပြောတယ်ချင်းတော်မှာနာရင်းဆိုတဲ့ယူဟာအခုတော့မြို့ဖြစ်သွားပြီနာရင်းမြို့ဖြစ်သွားပြီအဲ့မှာ၁၀နှစ်နေခဲ့တော့30 6ရွာကင်ပြီးတော့ခြေချင်းမဲလျှောက်ခဲ့တယ်ခြေချင်းလျှောက်ခဲ့လို့လည်းခုလိုကြမ်းမာကြီးကောင်းနေတယ်လို့လည်းယူဆတယ်တင်ပါအဲ့ဒီနားလေးမှာဆင်းနေပြီးတဲ့ခါကျတော့ကာနာခွာလိုက်တော့မန္တလေးပြန်လာပြီးတော့6ရွာမှာကြောင်းထိုင်တယ်ဘုန်းကြီးရှားတဲ့ခါကျမောဝါပြို့တယ်ကင်ရတယ်နဘက်ယူဟာလည်းရွာကြီးလည်းကင်ရတယ်ကံကောမျိုးကြီးပဲကံပြီးတော့ကံကော ဘပတ်လဲရွာကလေး၅ရွာလောက်လဲကြိုက်ခဲ့ရတယ်။အဲ့ဒီမှာတခါအဲ့ဒီမှာ18နှစ်နေခဲ့တယ်။အဲ့ရနေပြီးတော့တခါမိတ်ချီလာကိုပြောမယ်ဆိုမိတ်လာမှာပြောလို့တော့မိတ်လာမှာ၅နှစ်ခွဲပြန်နေအဲ့မှာလဲလှုပ်ရှားရှားလှုပ်မိတ်လာမှာဆိုရင်တော့မိတ်ချီလာမျိုးရောတာစီရောရမဲသိန်းရောမလိုင်မျိုးရောအဲ့ဒါဒီကြိုက်ခဲ့ရတယ်။ကြိုက်ပြီးတော့၅နှစ်ခွဲပြီးတော့ ဘိရှော့မန်ထန်းလက်ထက်ရတော့ကိုရိုနာတက်ကြီးပြီတဲ့မန်းလေးကိုပြန်လာပါတောင်ဝင်းမှာနေခဲ့ဆိုတော့တောင်ဝင်းမှာဆက်နေလိုက်ပါပိုးအဆင်ပြေမယ်ဆိုတော့အတောင်ဝင်းမှာဒုတိယကြိမ်၃နှစ်တခါပြန်နေ၃နှစ်ပြန်နေပြီးတော့အဲဘိရှော့မာကိုနေခဲ့ကြတော့ဘောရောကိုရောတက်ခေါ်ဆက်အားနဲ့လည်းပြည့်ပြီးပြီ နာရရောက်ပြီဆိုရင်အဲ့ဒါခိုက်ခင်းင်းပြီးတဲ့ခါကျတော့ဒါလည်းနားတယ်နားပြီးတော့အရင်ကမွန်ဆင်ယောဖဲလစ်နေသွားတဲ့တောင်ဝဲဆူဆာကျောင်းဝင်းထဲမှာရှိတဲ့တိုက်ကလေးကိုပြင်ပြီးတော့အခုထီအောင်ဒီချက်ပါနေခဲ့ခြင်းဖြစ်ပါတယ်ဘုလိုရဟန်းဝါတော့250ပြည့်ရှင်စင်ကျူကလေးနဲ့ရှစ်ဆက်တဲ့နေပြဝင်းနေကိုကြီးပါရဲ့ အမြဲတမ်းအာဩတယ်။ဘုရားရှင်ကိုကျေးဇူးမတင်လို့ကိုမဖြစ်ဘူး။ဘုရားရှင်ကျေးဇူးရဆက်လို့လည်းမကုန်နိုင်ဘူး။ဆိုတော့ကိုတတ်မယ်လို့ဆက်လို့ဆက်တော့မှာပဲဆိုပြီးတော့အရင်ကအဲ့ဒီမနိုင်ပြန်နေကိုဘုရားရှင်ကိုအထူးကျေးဇူးဆက်တော့အဖြစ်ကျေးဇူးတင်ပြီးဆက်တရားကိုဟောတော့မှာဖြစ်ပါတယ်။ခုလိုကိုတော်တပည့်တော်တို့အဘိေကိုချိန်ပေးပြီးကိုရောဖြေချပေးတဲ့အတွက်ကိုရောကိုအထူးပဲကျေးဇူးတင်ပါတယ်။ကိုရောရဲ့ ဒီယဟန်ဘွားတက်တာတစ်ချောင်းလုံးဖရာသခင်ရဲ့ကောင်းလို့ကောင်းကြီးမင်္ဂလာများစတဲ့တပိုးပို့ပြီးခံစားရပါစေလို့ဒီပြတော်တို့ RBA ဝိုင်းတော်သားတွေကနေကိုရောကိုဆွတောင်းပေးပါတယ်ကိုရဲ့ကြီးကျွန်ပါတယ်ခုလိုပြီးတော့လည်းကြီးကြီးကြီးဘာမှလုံးလုံးမထင်ဘူးတော့လည်းမမျှော်လင့်ဘဲနဲ့ခုလိုဒါလုတ်ပြီးတဲ့တကြောင်း RBA အားလုံးကိုရောနဲ့ကအကောင်ကြီးစုတင်ပါတယ်ဆက်လက်ပြီးလှုပ်ရှားရှင်းလုပ်လိုက်အောင်အဲ